မင်္ဂလာပါအခုဒီဗီဒီယိုလေးမှာတော့ Xiaomi ရထုတ်တဲ့ Mi Phone Redmi Phone တွေမှာကျွန်တော်အစစ်မပြေတာတစ်ခုဖြစ်လို့ factory data reset လုပ်မယ်ဒါမှမဟုတ်လို့ရှိရင် upgrade လုပ်မယ်ဆိုလို့ရှိရင်အခက်မသိလို့ကိုယ့်ရဲ့ data တွေဆုံးရှုံးမှာဆိုလို့ data ကို backup လုပ်မယ်ပြီးတော့အကုန်လုံးလုပ်ပြီးတော့အချိန်မှာခုန backup လုပ်ထားတဲ့ data တွေဘယ်လိုပြန်ပြီးတော့ restore လုပ်လဲဆိုတော့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော် setting ကိုသွားပါမယ်အဲ့မှာ additional settings လို့ရှိပါတယ်အဲ့ဒီကိုသွားပါမယ် အဲ့အောက်မှာ backup and reset ဆိုရရှိပါတယ်အဲ့ဒီမှာသူ backup လုပ်တာတကယ်တော့နှစ်မျိုးရှိပါတယ်တစ်ခုကတော့ mi cloud မှာ online storage နဲ့ backup လုပ်တာရှိပါတယ်နောက်တစ်ခုတော့ local backup ရှိပါတယ်ကျွန်တော်တို့အခု local backup လုပ်ပါမယ်ဘယ် local backup ဆိုနေလိုက်မယ်ကလို့ငကိုတော့ backup လုပ်ထားပြီးသားရှိရင်ဟောဒီမှာပြပါတယ်အဲ့ဒီ backup စီမှာဘာတွေပါလဲဆိုတော့သိချင်ဒီအမြားလေးကိုနှိပ်ကြည့်လို့ရပါတယ်ဒါဆိုရင်ဒီ backup ပါ system မှာရှိတယ်စနစ်မှာမှဘာတွေပါလဲเนาะ ဒါကျွန်တော်ရှိပြီးသား backup ဆိုကြည့်တာပါအခုကျွန်တော်က backup လုပ်ချင်တယ်ဆိုရင်တော့ဒီအောက်ဆုံးက backup ကိုနှိပ်ရပါမယ်အဲ့ဒီမှာတော့ option နှစ်ခုရှိပါတယ် system backup လား apps backup လားဆိုတော့ app ဆိုတော့ဒါ install ထားတဲ့ apps ကိုပြောတာပါ system backup ဆိုတော့ system နဲ့မှာပါတဲ့ app တွေပါပဲအဲ့တော့ဒီမှာ click နှိပ်ပြီးတော့မြားပြားလေး click နှိပ်ပြီးတော့ yes no ရွေးလို့ရတယ်လို့ဒီဘေးမှာရှိတဲ့မြားလေးကိုနှိပ်ပြီးတော့ဘာတွေပါလဲလို့ကြည့်လို့ရပါတယ် ဆိုဒီမှာ deselect or select or အမှုကျွန်တော် individually တစ်ခုချင်းစံလည်းယူလို့ရပါတယ် browser ရဲ့ data security whether ရေးကြည့်တာတော့ကျွန်တော်ဘာလဲဆို core history တို့ messaging တို့နောက်ကဖုန်းရဲ့ setting ပေါ့နော် messaging setting wifi setting system launcher နောက်ပြီး notes ဒီနောက်ပြီး block list contact and dial ဒါတွေရေးကြည့်ပါတယ်နော်အဲ့ဒါတွေကို backup လုပ်မယ်ဆိုရင် okay နှိပ်လိုက်အဲ့မှာ apps တွေကလည်းဘာတွေရှိလဲဆိုကျွန်တော်ကြည့်လို့ရပါတယ် apps တွေကို install ထားတဲ့ apps အကုန်လုံးဒီဘက်ကိုသူ backup လုပ်ပေးပါတယ်ဒါပေမဲ့ restore တဲ့အချိန်မှာတချို့ apps တွေကငကိုတိုင်းပြန်ဖြစ်ပြီးတချို့ apps တွေမှာတော့အကောင့်တွေပြန်ဝင်ပေးရတာရှိပါတယ်ကိုလုတ်ချင်တယ်လုတ်မယ်မလုတ်ချင်မလုတ်ပေါ့ဗျာပြီးလို့ရှိရင်ဒီမှာ backup ဆိုပြီးနှိပ်လိုက်ပါဆိုတော့ကျွန်တော်ကတော့အခုမြန်အောင်လို့ကျွန်တော် system backup ကိုပဲကျွန်တော်နှစ်ခုလုတ်ပြပါမယ်ကျွန်တော်အကုန်လုံးမလုတ်ပါဘူးเนาะ messaging တခုပဲကျွန်တော် backup လုပ်မယ်။ဒါနမူနာလို့ပြတာပါ။ backup ဆိုပြီးတော့နှိပ်လိုက်တယ်။သူ backup လုပ်ပါတယ်။ပြီးတော့ပြီးပြီ finish လို့ပြမယ်။ဒါဆိုရင် backup ကိုငကိုအဟောင်းရင်အစ်အစ်မှာ one system data files ပြတပြ။အဲ့ကျွန်တော် backup လုပ်တဲ့ပိုင်းမှာ backup လုပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့က system reset ချင်းနဲ့လုပ်မယ်တခြားဘာဖြစ်ဖြစ်တကူလုပ်မယ်ပေါ့ဗျာပြီးတော့ restore ပြန်လုပ်မယ်ဆိုဘယ်လိုလုပ်မလဲ ratio ပြန်လို့ပြောလို့မလဲဆိုတော့ခုနလိုပဲ setting ကိုပြန်သွားမယ် additional setting ဒါခုနနေရာကိုလာတဲ့အချိန်မှာပြန်လာတာပေါ့ဗျာ backup reset အဲ့ဒီမှာခုန local backups အကုန်လုံးကတူပါတယ်အဲ့ဒီမှာပြထားတဲ့ backup ဖြစ်တယ်မှာဘယ်ဟာကို restore လုပ်ချင်တယ်ရွှေ့လိုက်ပါကျွန်တော်ဒီ clear ဟာကိုကျွန်တော် restore လုပ်ချင်တယ်ဆိုလို့ရှိရင် system backup အဲ့ဒီမှာလဲသူ backup လုပ်ထားတဲ့ထက်ကကိုကြိုက်တာလေးပဲရွေးပြီးတော့ restore လုပ်ချင်နေရပါတယ် ဒါမှအကုန်လုံးကို restore လုပ်ခြင်းနဲ့ရပါတယ်ပြီးသွားရင်တော့ဒီအောက်မှာ restore ဆိုတာလေးရှိပါတယ်အဲ့ restore ဆိုတာလေးကိုနှိပ်ပြီးတော့ restore လုပ်လို့ရှိရင် backup ထဲမှာလုပ်ထားတဲ့ setting အတိုင်းအဲ့ထဲမှာရှိတဲ့ data တွေအကုန်လုံးကျွန်တော်ပြန်ရပါတယ်အဲ့ဒါကတော့ local backup မှာ backup နဲ့ restore လုပ်တဲ့အပိုင်းလေးပါနောက်တနည်းမရှိလဲဆိုတော့ကျွန်တော်တို့တုံးထားတဲ့ mi account နော် install ထားတဲ့ mi account မှာ ွားလိုက်လို့ရှိရင် mi cloud ဆိုတော့ရှိပါတယ် mi cloud ထဲဝင်လိုက်မယ်ဆိုလို့ရှိရင်သူက sync လုပ်တယ်ဆိုတော့ရှိပါတယ် synchronize ပေါ့နော်အဲ့ဒါတော့ backup လုပ်တာမဟုတ်ဘူး synchronize လုပ်ထားလို့ရှိရင်ဘယ်မှာပဲ changes လုပ်လို့ဒီဖုန်းထဲမှာဖုန်းက contact ကို sync လုပ်ထားရင်ဖုန်းထဲက contact တွေက cloud ထဲရောက်သွားမယ် cloud ထဲက contact တွေကိုအပြောင်းလုပ်လိုက်လို့ရှိရင်ဒီမှာဖုန်းထဲမှာလာပြောင်းမယ်ဖုန်းထဲကပြောင်းလဲလုပ်လိုက်တဲ့ဟာတွေက cloud ထဲမှာပြောင်းလဲဖြစ်မယ်ဒါတွေကို sync လုပ်လို့ရပါတယ်နောက်တစ်ခါ backup device အဲ့ဒါခုနလိုပဲ setting device device setting တွေကို mi cloud ထဲမှာဒါ internet ကနေ backup လုပ်တာပါ size ကြီးပါတယ်1 GB ကျော်ပါတယ် internet package နဲ့မလို့လို့ရှင်တော့ပတ်တောင်းကျော်တော့ကုန်သွားနိုင်ပါတယ်နောက်တစ်ခုပါရှိတယ်လဲဆိုတော့ဟောဒီမှာ find device ဆိုတာရှိပါတယ်ဒီ find device ဆိုတာကိုဖုန်းလေးပျောက်သွားလို့ရှင်ပြန်ရှာဖို့အတွက် data တွေလှမ်းဖြတ်ဖို့အတွက် remote control နဲ့သုံးလို့ရပါတယ်ဒါပေမဲ့ factory data reset လုပ်မယ်ဆိုရင် find device ကိုပိတ်ပေးရပါတယ်။မပိတ်ရင် factory data reset လုပ်လို့ရှိရင်ဆက်မသွားပါဘူး။အဲ့ဒါလေးကိုပိတ်ပေးရပါတယ်။ပိတ်တဲ့အခါမှာလည်းဒီတိုင်းပိတ်ရင်သူလက်မခံပါဘူး။အဲ့တော့မီ account password ကိုပြန်ထည့်ပေးရတယ်။ပြန်ထည့်ပြီးတော့မှသူကဒီ find device ကို off လုပ်ပေးပါ။ find device ကို off လုပ်ပြီးတော့မှ factory data reset လုပ်လို့ရပါတယ်။အဲ့တော့ဒါကတော့ backup နဲ့ restore လုပ်တဲ့အပိုင်းမှာ အဲ့ဒါပြီးသွားရင်တော့ကျွန်တော် factory data reset ပေါ့။ဘာကြောင့်လောက်ရတယ်လဲဆိုရင်သူ့ app တွေကကောင်းကောင်းအလုံးမလုံးလို့ကြောင်နေလို့ဆိုတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ application တွေအကုန်လုံးကျွန်တော်ဖျက်ပလိုက်မယ်။ data တွေလည်းအကုန်ဖျက်ပလိုက်မယ်။အဲ့ဒီမှာကြောင်နေတဲ့အပိုင်းတွေပါတယ်ပေါ့ဗျာ။အဲ့ဒါတွေကိုဖျက်ပလိုက်ပြီးတော့ဖုန်းအစ်တစ်လုံးလို့ပြအစနေပြန်ပြီး setting ပြန်ဆမယ်။ setting သွားတယ်ခုနလိုပဲ additional setting သွားတယ်။နောက်ဆုံးမှာ backup and reset reset ောက်မှာ factory data reset option တစ်ခုရှိပါတယ် all files on the phone အဲ့ဒါကိုဖြတ်မှာလားအဲ့မှာ erase sd card sd card ထဲမှာရှိတယ်ဖြတ်မှာလားဒါကိုကျွန်တော်ရွှေ့လို့ရပါတယ်တခုခုဒါမှမဟုတ်နှစ်ခုလုံးပေါ့နော်ဟိုရွှေ့ချင်တာကိုရွှေ့ရွှေ့ပြီးလို့ရှိရင် reset phone အဲ့ reset phone နေ့တချင်မှာခုနကကျွန်တော်ပြောသလိုပဲ find device ကို on time ဆက်မသွားပါဘူး find device ကိုထွက်ပြေးရပါတယ်ဒါက factory data reset လုပ်တဲ့အပိုင်းပေါ့ factory တိုက် reset လုပ်လိုက်ရင်ဖုန်းထဲမှာကိုယ့်ရဲ့ data တွေစာမက application တွေ install ထားတာအကုန်လုံးပြတ်သွားပါတယ်။အဲ့တော့ဖုန်းအစ်တစ်လုံးကိုပြန်ရတဲ့အတွက်ဖုန်းအစကနေစပြီးတော့ language တို့ time တို့အကုန်လုံး setting ပြန်ထည့်ရပါတယ်။အဲ့တော့မဖြစ်မနေလုပ်ရတဲ့ setting တွေပြီးသွားတာနဲ့ဒီ setting ကိုဝင်ဝင်ပြီးတော့ခုနကျွန်တော်ပြောသလို restore လုပ်လိုက်မယ်ဆိုရင်တော့ backup လုပ်ထားတဲ့အနေထားအချက်လက်တွေ wifi setting တွေ message တွေ contact တွေအကုန်လုံးပြန်ရတဲ့အတွက် တို့အချိန်မကုန်မဲနဲ့ဘာမှပြင်မမမလုပ်ရဘဲနဲ့ကိုယ့်ရဲ့ data တွေပြန်ရတယ်ပေါ့ဗျာဒါကတော့ backup router နဲ့ factory data reset ထုတ်တဲ့ဘိုင်းတွေပါအဲ့ဒီမှာအရေးကြီးတာကဘာလဲဆိုတော့ဒီ backup file တွေဘယ်မှာတင်ထားလဲဆိုတော့အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့တချို့ဖုန်းတွေမှာ micro sd card ထည့်လို့ရတယ်တချို့ဖုန်းတွေမှာထည့်လို့မရပါဘူးကျွန်တော်ခုနလို local backup လုပ်တဲ့အချိန်မှာ micro sd card ရှိတဲ့ဖုန်းတွေမှာ backup ကို micro sd card ထဲမှာတွားပြီးတော့လုပ်ပေးပါတယ် micro sd card ထဲကိုထွားလိုက်ပါထွားလိုက်လို့ရှင် bui ဆိုတဲ့ folder ထဲမှာ backup ဆိုတဲ့ folder ရှိပါတယ်အဲ့ထဲမှာ all backup all backup ထဲမှာခုနကကျွန်တော်တို့လုပ်ထားတဲ့ backup တွေအကောင်းအကုန်လုံးရှိပါတယ်အဲ့ဒါသူ backup လုပ်ပြီးတင်ထားတဲ့ဘိုင်းမှာတကယ်လို့ကျွန်တော်ခုနက factory data reset မှာ sd card ကိုကျွန်တော် erase လုပ်ချလိုက်ရင်ကြားရဲအကုန်ပါသွားပါလိမ့်မယ်အကယ်၍ဖုန်းက external sd card ထည့်လို့မရဘူး internet storage တခုပဲရှိတယ်ဆိုတော့တချို့ဖုန်းတွေမှာ sim card တော့နှစ်ကလုံးထည့်လို့ရတယ် sd card ထိုးလို့မရအောင်အဲ့ဒါဆိုသူ backup ပုံမှာလုပ်မလဲဆို internet storage ထဲမှာပဲ folder ကတော့ခုနလိုပဲ miui ဖြစ်မယ် backup ထဲမှာပဲရှိမယ် generate အကုန်လုံးကတော့ဒီထဲမှာအတူတူပဲဖြစ်မယ်အဲ့ဒီတော့ကျွန်တော်တို့ factory data reset လုပ်ခဲ့လို့ရှိဒီ backup file ပြတ်သွားပါလိမ့်အဲ့ဒါကြောင့် factory factory data reset မလုပ်ခင်မှာ local backup လုပ်မယ်လုပ်ပြီးလို့ရှိရင်အဲ့ဒီ backup folder တစ်ခုလုံးနော် backup folder တစ်ခုလုံးဒါမှမဟုတ်လို့ရှိရင် MIUI folder တစ်ခုလုံးကို copy ကူးပြီးတော့ save ချတဲ့နေရာတနေရာမှာ save လုပ်ထားပါဥပမာ USB on the go ဖြစ်ဖြစ် computer ထဲကိုရွှေ transfer လုပ်ပြီးတော့ save လုပ်ထားပါပြီးတော့မှဖုန်းကို reset လုပ်လိုက်ပါ reset လုပ်ပြီးလို့ရှိရင်ဒီ folder လေးကို internet memory တွေဆိုရင် internet memory ကိုပြန်ထည့် micro sc ကရှိခဲ့ရင်တော့သူ့ထဲမှာငကူရရှိပြီးသားဆိုတော့ပြန်ထည့်ပြန်မလို့ပါဘူးအဲ့ဒါပြီးတော့မှ restore ပြန်လုပ်လို့ရှိရင်ဒီ data တွေပြန်ရမှာဖြစ်ပါတယ်အကယ်၍ကိုက backup လုပ်ခဲ့တော့ညာလဲဒီ folder ကိုမရွှေ့ခဲ့ပဲနဲ့အဲ့ဒီ folder ရှိတဲ့ internet storage ရွှေ့ပြီး folder ရှိတဲ့ sc card ကိုပဲဖြစ်ဖြစ် erase လုပ်ခဲ့ပြီးတော့ကိုယ့်ရဲ့ backup တွေအကုန်လုံးမရှိတော့ပဲဖြစ်သွားနိုင်ပါတယ်အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင်တော့ခုနက mi cloud ကနေပြီး backup လုပ်ထားခဲ့လို့ရှိရင် ီ cloud ကနေပြန်ပြီး restore လုပ်ရပါတယ် internet အကုန်ကြခံနိုင်တယ်ဆိုလို့ရှိရင်တော့မီ cloud backup လေးကိုလည်းလုပ်ထားတာမမှားပါဘူးအဲ့ဒါဆိုအခုတော့မှားပြီး local backup မှားပြီးတော့ဖျက်ခဲ့မိသည်ရှိတော့မီ cloud backup ပါနေပြန်ပြီး restore လုပ်ရပါတယ်အဲ့ဒါဆိုတော့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်